ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့ပွဲကြိုသုံးသက်ချက်ကနေပြပြန်လည်ပြီးကြိုလိုက်ပါတယ်အဲ့တော့ဒီနေ့မှာဒါကျွန်တော်အသင်းကြီးပွဲစဉ်ဆိုလို့ဒါဂျီတပွဲပဲရှိပါတယ်ဒီတပွဲပဲရှိရတော့တော်တော်လေးကိုဒါကျွန်တော်စိတ်ဝင်စားဖို့ကောင်းတဲ့ပွဲစဉ်လည်းဖြစ်ပါတယ်ဒါကတော့လက်ရှိမှာ FA Player ရဲ့ final ဖြစ်ပါတယ်ဒါဒီပွဲစဉ်ကိုတော့ကျွန်တော်ဒါ Wembley Queen မှာဒါကျွန်တော်တို့ Crystal Palace အသင်းနဲ့ မန်ချက်စတာစီးရီးယားတို့ရင်ဆိုင်ရဖြစ်ပါတယ်အဲ့တော့ဒါကြောင့်ဒီနှစ်မှာကျွန်တော်ဒါမနေ့ကပြောပြခဲ့လို့ပဲအရှုံးသမားတွေအလှပဆုံးယာတီတစ်ခုဖြစ်နေတဲ့အတွက်ကြောင့်မလို့ပဲလစ်စတဲ့နဲ့အခုလက်ရှိမှာဒါကျွန်တော်တို့သူများကြီးလို့ major trophy ကိုဘယ်နှစ်နှစ်ဝေးကွာတာတော့မဟုတ်ဘူး major trophy ကိုအခုချိန်ထိမရဘူးသေးတယ်အသင်းတစ်သင်းအနေနဲ့ crystal palace အသင်းအနေနဲ့ manchester city အသင်းကိုသူတို့အနေနဲ့ဘယ်လောက်ထိလုပ်ပြနိုင်မလဲ လက်ရှိမှာဒီနှစ်မှာဒါကျွန်တော်တို့ဖလားပြောက်မှုစွမ်းရည်ထက်ဆိုင်ဖလားလူကျင်မှုစွမ်းရည်တွေကဒါအမြဲတမ်းပူပူပြီးတော့အနိုင်ရတဲ့အသင်းတွေတောက်လျှောက်တွေ့ကြရတယ်မှာပါတယ်ဒီနှစ်မှာလည်းပဲလစ်အသင်းကဒါမန်ချစ်စတာစီးတီးအသင်းကိုဒီနှစ်ရဲ့ဒါကျွန်တော်တို့ signature နှစ်တစ်နှစ်ဖြစ်တဲ့ဥစ္စာကိုဆက်လက်ပြီးတော့လုပ်ပြနိုင်မလားဆိုတာကတော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်ဒီဘက်ကမန်ချစ်စတာစီးတီးဘက်ကိုကြည့်အောင်စီးတီးအသင်းကလက်ရှိမှာဒါအဆိုးရွားဆုံးရာသီတစ်ခုဆိုတဲ့ရာသီပြောပြီးမဲ့အခုလက်ရှိမှာဒါကြောင့်သိကြရတယ်မဲ့ FA ဖလားသာရခဲ့မယ်ဆိုရင်သူတို့ရဲ့အဆိုးရွားဆုံးရာသီမှာတော့စီးတီးအသင်းကဖလားတစ်လုံး ူရတယ်ဆိုတဲ့ signature move ကိုဆက်လက်ပြီးတွားမှာဖြစ်တယ်အဲ့တော့နှစ်သင်းလုံးကတော့သူ့ရဲ့ယူရချက်ကိုစီကိုစီနဲ့ဒီနေ့ပွဲစဉ်ကိုဝင်ရောက်သွားမယ်လို့ပြောချင်တယ်ဒါပေမဲ့လက်ရှိမှာဒါဒီနေ့မှာပေါ့နော်ဒါကျွန်တော်လက်ရှိမှာဘောလုံးဖျားသခင်ကတော့ဒါကျွန်တော်အရှုံးသမားတွေကိုပျော်ခွင့်ပေးထားတဲ့နှစ်တစ်နှစ်ဆိုရင်တော့မမဟုတ်ဒါတိကျတယ်ဘူးလောလောမှာငါနောက်ဆုံး52နှစ်52တနှစ်အတွင်းမှာဘိုလောညာအနေနဲ့သူ့ရဲ့ major trophy ကိုပြင်ရခဲ့တဲ့ကိုပါအီတလီယာဒါကျွန်တော်ယူကာဆယ်ယူနိုက်တက်လည်းဒီတိုင်းပဲနောက်ဆုံးနှစ်ပေါင်း80ဖလားပြောက်မှုကိုရပ်တန့်နိုင်ခဲ့တယ် ခရစ်စတီယန်ဘယ်လစ်ကလက်ရှိမှာသူတို့အသင်းနဲ့ပူဆိုးတယ်လက်ရှိမှာဒါကျွန်တော် major trophy ဆိုတာတော်တော်လေးဟိုဒါကျွန်တော်တို့ရှားပါပြီးမရှိတလောက်နေတဲ့အသင်းသတင်းနေနဲ့ဒီပွဲစဉ်က Crystal Palace ပြည်သက်တွေအတွက်အိမ်မက်မှတ်ဖို့အတွက်အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်ခဲ့တယ်ဝမ်ဘလီကတော့အခုလက်ရှိမှာဒါ FA Flyer Simian စကန်ပထမဆုံးကြိမ်မဟုတ်ပဲနဲ့ဒါကျွန်တော်တို့ လက်ရှိမှာသူတို့အနေနဲ့ Crystal Palace နဲ့ Wembley မှာဒါကြောင့်ဒါဟို scene fight နဲ့မှာလည်း Aston Villa အသင်းကိုဂိုးပြိုင်နိုင်ခဲ့ပြီးတော့ Manchester City အသင်းကိုယင်ဆန်းအောင်ဖြစ်တယ်။တစ်ဖက်က Manchester City အသင်းနဲ့အခုလက်ရှိမှာတီးကြတယ်မဲ့ဒီနောက်ဆုံးပြိုင်ပွဲဆိုနေမှာတောက်ရှော့နိုင်ပွဲတွေဆက်လာခဲ့ပြီးတော့ရှုံးပွဲတွေတဖြည်းဖြည်းနဲ့နည်းလာခဲ့တယ်။နှစ်သင်းလုံးကလက်ရှိမှာဒါကျွန်တော်တို့ဟို immovable object နဲ့ unstoppable force ပေါ့နော်လက်ရှိမှာ immovable object ဖြစ်တဲ့ crystal palace ကတော့နောက်ဆုံးပြိုင်ပွဲဆုံး၅ပွဲမှာလုံးဝရှုံးပွဲမရှိသေးဘူးစီးသင်းကလက်ရှိနောက်ဆုံးပြိုင်ပွဲဆုံး၁၀ပွဲတိတိရှုံးပွဲမရှိအောင်ကစားနိုင်ခဲ့တယ်စီးသင်းနဲ့ဒါကြောင့်ဒီနှစ်မှာဒါကြောင့်ဒီဇင်ဘာနောက်ပိုင်းဒါကြောင့်ခြေစွမ်းပြတဲ့အချိန်တွေတကူကနောက်ကျခဲ့တယ်ဆိုပေမဲ့အခုချိန်မှာဒါ super la တကူရယူဖို့အတွက်အချိန်တွေခေါင်းတွေကိုပိုင်ဆိုင်နေတဲ့အတင်းဖြစ်တယ်ဆိုတာကတော့ကျွန်တော်အနေနဲ့သိပြီးပြောစရာမလိုဘူးလို့ပြောပြရသေးတယ်ဒီပွဲစဉ်ကကျွန်တော်မြန်မာစံတော်ချိန်ဒီနေ့ည၁၀နာရီတုန်းမှာကျင်းပသွားမယ်အတွက်ကြောင့်မို့ တော်တော်လေးကိုဒါရင်ခုန်စိတ်လှူရှားပွဲကကောင်းမဲ့ပွဲတစ်ပွဲလို့ကျွန်တော်ပြောမယ်ဆိုရင်တော့ဒါမှားမယ်လို့တော့မထင်ဘူးအဲ့တော့ဒါမန်ချက်စတာစီးတီးဘက်ကပြန်ကြည့်အောင်ဒီနေ့ပွဲစမှာဒါကျွန်တော်တို့တို့နေနေဒါဟိုကက်ဗင်ဒဘရိုင်းနာရဲ့ဒါမန်ချက်စတာစီးတီးအသင်းနဲ့တူနောက်ဆုံးပြသွားနိုင်တဲ့ဆူပလာတစ်ခုဖြစ်သွားခဲ့ပြီဒါပေမဲ့ကျွန်တော်မန်ချက်စတာစီးတီးမှာဒီနေ့မှာဒါကျွန်တော်တို့လုံးဝကို ကစားသမားအသစ်တွေနဲ့ဒီနေ့ပွဲစမှာဘယ်လိုမျိုးပွဲထွက်လာနိုင်မလဲဒါပေမဲ့ဒီနေ့ပွဲစမှာကစားသမားအသစ်တွေခေါ်ယူထားတဲ့ကစားသမားတွေထဲမှာကျွန်တော်အမြင်ကပြောရမယ်ဆိုပေါ့နော်ဒါကျွန်တော်တို့အိုမားမှမစ္စတာယောက်ကလွင်ဒါကျွန်တော်ဒီနေ့ပွဲစမှာလီးပြားသိထုံမှာဒါပေမဲ့ကျွန်တော်ဒီနေ့ပွဲစမှာ personally ပြောခြင်းနဲ့ဟာလန်နဲ့အိုမားမှမစ္စတာယောက်လွင်ကိုတွဲပြီးတော့ထုတ်စီခြင်းနဲ့ပွဲတစ်ပွဲကဒီနေ့ပွဲစမှာကျွန်တော်အနေနဲ့မြင်ကြည့်တယ်မန်ချက်စတာအသစ်နဲ့ရှေ့ပွဲစမှာဆောက်တဲ့ပွဲစမှာအိုမားမှမစ္စကိုထဲတာနောက်ကျပြီးတော့သူ့ရဲ့လုပ်ပိုင်စွမ်းကဒါဝင်လာတဲ့အရန်လူစင်းမှာတော်တော်လေးကိုမိုက်ခဲ့တယ်တစ်ဖက်ကခရစ်စတယ်ပယ်လစ်ကရရှိတယ်သူတို့အနေနဲ့ခရစ်ရှင်းတယ်ဒါဒီလိုမှဒီလူစင်း င်းပဲရှိရဒီလူချင်းကိုပဲသူတို့တောင်းရမယ်ဘာမှသိပြီးပြောင်းလည်းမရှိဘူးဒါပေမဲ့ Crystal Palace လူချင်းကလက်ရှိဒီနှစ်မှာကျစ်လက်တယ်ဒါဂိုးသမားကအစနာဒါတိုက်ဆက်မှုတွေဆိုတော့အကုန်လုံးကသူ့ဟာသူ imperfection တွေရှိပေမဲ့ဒါကြောင့်တင်းမွအရာမှာတော်တော်လေးကိုဒါလမ်းပြန်ထွက်တဲ့အသင်သင်ဖြစ်နေတယ်ဆိုတော့ကျွန်တော်နေလောကညင်းစရာမလိုဘူးကျွန်တော်ဒါပြောရမယ်ဆိုဂိုးသမားအစဒါကျွန်တော်နောက်တန်း3ယောက်ဒါ fullback 2ယောက်ဒါကျွန်တော်ကွင်းလယ်2ယောက်ဒါကျွန်တော်လက်ရှိတိုက်ဆက်3ယောက်ကတော်တော်လေးကိုဒါကျွန်တော် sensible ဖြစ်တဲ့အသင်သင်ဖြစ်တယ်အဲ့တော့ဒီအသင်းကလက်ရှိမှာ Crystal Palace ကိုကျွန်တော်ဘာကြိုက်လဲမေးပါဆိုတော့တင်းမွပဲသူတို့အနေနဲ့ဘဲကောင်ဂိုးသမ ာဒေတာကလက်ရှိအခုလက်ရှိမှာဗောတိုက်ဆက်မှာဥဆောင်နေတာမှန်ပေမဲ့ easy သိုးသွင်းလဲဖြစ်တယ် ispalisa ကိုသွင်းလဲဖြစ်တယ်ဒါကျွန်တော် munos ကိုသွင်းလဲဖြစ်တယ်အဲ့ဘောဇင်ကခရစ်စတယ်ပဲလစ်ရဲ့လက်ရှိ oliver glass night ဒီနှစ်ရဲ့အသက်ကတင်းမော်ပဲ individual scheme မှာ easy တို့ဒါမာဒေတာတို့ဒါကျွန်တော်အရန်ကောင်းတာမှန်ပေမဲ့တကယ်တမ်းဒီကစားသမားတွေ individual ဆိုတာတဲ့အသက်လိုက်စုဖွဲ့မှုကလည်းအင်မတန်မှမိုက်တယ်နောက်ဆုံးပြိုင်ပွဲမှာဒါကျွန်တော်လက်ရှိမှာ tottenham hotspur အိမ်ကမှာသူတို့နေနှစ်ဂိုးပြက်ဆိုတဲ့ရလက်တစ်ခုကိုသူတို့ယူပြတာခဲ့တယ်တကယ်တမ်း record အရဆိုတော့တော်တော်လေးကို mic တဲ့ဒါ record တစ်ခုလို့ပြောလို့ရတယ်မှာပါ ါတော့ Manchester City ဘက်ကပြန်ကြည့်အောင် Manchester City အသင်းနဲ့ဒီနောက်ပိုင်းပွဲစဉ်မှာ cancel ပိုင်းတော်တော်လေးကို solid ဖြစ်လာခဲ့တယ်။ Cavani ကိုစနာဘက်နေရာမှာပြန်သုံးပြီး DS နဲ့ပြန်တွဲသုံးလာတဲ့အချိန်မှာတော်တော်လေးကိုအလုပ်ပြန်ဖြစ်လာခဲ့တယ်။ Cavani ရဲ့ဒါကျွန်တော်လင်မြန်မှုကိုဒါကျွန်တော် DS ရဲ့အထိုင်ချမှုနဲ့ပြန်ထိန်းတယ်ပေါ့နော်။ဒါကျွန်တော်ကျွန်တော်အရင်ကြိုက်တဲ့ဒီစနာဘက် pairing ကဒီတိုင်းပဲ။ First pace စနာဘက်တစ်ယောက်ကိုဒါကကတော့အထိုင်စနာဘက်တစ်ယောက်ကအမြဲတမ်းပြန်တွဲပြီးလက်ရှိမှာဒါကျွန်တော်ကျွန်တော်ရဲ့အမြင်ပါပေါ့နော်။ Liverpool မှာလည်းပဲမြင်တယ်။ First pace မှာဒါကျွန်တော် Kunate ရှိပြီးတော့အထိုင်မှာဒါကျွန်တော် Virgil van Dijk ရှိတယ်။ Arsenal မှာဒီတိုင်းပဲ Gabriel Saliba ဘဥဆိုစာလီဘကကျွန်တော်အမြန်စန္ဒဘဖြစ် first page စန္ဒဘဖြစ်ပြီးတော့အထိုင်းစာလီဘဂီဘီယိုဖြစ်တယ်ဒါစပါမဆိုတော့ကျွန်တော်ရဲ့ဒါ personal ကိုကိုအသိကိုအကြိုက်ဆုံးနဲ့မှာပါရဲဆိုတော့ဗန်နာဗင်းကမြန်တယ်အဲ့ဒါကိုရူမဲရူကအထိုင်းနဲ့ပြန်ထိန်းတယ်ဒီလိုမှုံစံမျိုးပေါ့နော်အဲ့တော့လက်ရှိမှာ city သိနေတာကျွန်တော်တို့ guardiola တယောက် deformation ကောင်းကောင်းသူပြန်တွေ့သွားပြီလို့မြင်တယ်လက်ရှိမှာဒီနောက်ပိုင်းမှာဒီခြေစွမ်းနဲ့တော်တော်လေးကို mic လာခဲ့တဲ့ဥစ္စာစန္ဒဘပဲ တိုက်ဆက်ပိုင်းကိုလည်းရှိဆောင်းတန်းနဲ့ပွဲစမှာဟာလန်တယောက်ဒါကျွန်တော်ဒန်ယာကပြန်လာတက်တာလာပြီးအစဉ်ပြန်ပြေမှုတော့အကုန်လုံးကြိုးစားခဲ့ပေမဲ့ဟာလန်ကတော့ဂိုးဘောပြောက်နေတယ်ပြတော့လက်ရှိမှာဘောနော်ကျွန်တော်ရဲ့အမြင်ကပြောရမယ်ဆိုကျွန်တော်ဒီနေ့ပွဲစမှာဟာလန်ထက်စာရင်ဒါကျွန်တော်အိုမာမာမုစ်ကိုပို့ပြီးတော့ခေါင်းတော်လှုပ်ချတဲ့ပွဲစဉ်တွေပဲအိုမာမာမုစ်ရဲ့ဒီနေ့ပွဲစမှာဒါမန်ချက်စတာစီးတီးအသင်းတွေက FA ဖလားကိုယူပေးနိုင်တဲ့ကစားသမားတယောက်ဖြစ်သွားနေတယ်ဒါပေမဲ့ဒီနေ့ပွဲစမှာအိုမာမာမုစ်ကိုကျွန်တော် excitedly ကြည့်နေတာမှန်တယ်ဒါပေမဲ့ဒီနေ့ပွဲစမှာကျွန်တော် O'Reilly ကိုဘယ်လိုမျိုးအခုလက်ရှိဒါလူငယ်ကစားသမားတွေတည်းမှာလေအောင်မြင်လာတဲ့လူငယ်ကစားသမားတွေကြည့် တယ်ဥပမာလက်ရှိလမိန်ရမယ်ဒါနိုင်တာမဟုတ်ဘူးပေါ့နော်လမိန်ရမယ်လို့ already already နဲ့ဆိုအများကြီးဝေးกว่าတယ်ဒါပေမဲ့လက်ရှိမှာ already ကိုကြည့်လိုက်သူ့အနေနဲ့ဒါအခုလက်ရှိလမိန်ရမယ်လို့ဆိုမှတွေ့ရတဲ့ခုကျွန်တော်တွေ့ရအဲ့ဘာလဲခြေစွမ်းမှာညာမို့ confident ပဲ ။ O'Reilly နည်းတစ်ဖက်ကတော့ခုနကပြောသူ့အသက်ရွယ်နဲ့မလိုက်တွေ့ရတဲ့အသင် experience ရှိကစားသမားတွေ O'Reilly လုံးဝမကြောက်ဘူး။အရေးကြီးတာခုနောက်မှလာလူငယ်ကစားသမားရဲ့အဓိကလုံးဝမဲ့ချက်ကတစ်ဖက်ရဲ့ကစားသမားကိုမကြောက်ဘူးပဲ။ဒါကအဓိကကြားတယ်။အဲ့တော့ O'Reilly ဒီနေ့လက်ရှိမှာတစ်ဖက်ရဲ့အသင်ကစားသမားဘယ်တော့မှမကြောက်ဘူး။ O'Reilly ပွဲထွက်တဲ့ပွဲမှန်သမားကိုကြည့်တယ်။သူ့ရဲ့ opposition ဘယ်ကောင်မဲ့ဖြစ်နေဖြစ်နေ he don't care ။ အဲ့ဒီဥစားကတကယ် already အတွက်ကျွန်တော်တို့ကအသက်လို့ပြောလို့ရတယ်အဲ့တော့ already ကဒါကျွန်တော် Manchester City အသင်းအတွက်လာမယ့်အနာဂတ်ရာသီမှာဒါတော်တော်လေးကိုအရေးပါမယ်ကစားသမားတစ်ယောက်လို့ကျွန်တော်အနေနဲ့မြင်တယ်ဒီနေ့ပွဲစဉ်မှာကျွန်တော်ရဲ့ personal အမြင်ကပြောရမယ်ဆိုရင်တော့ဒါကျွန်တော်တေချာတကွာ Rico Lewis ကိုဒါအရန်ကုန်မှာပဲထားတဲ့ပွဲတော်ပွဲလို့မြင်တယ်ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာနောက်တစ်ခုအနေနဲ့ပြောမယ်ဒါ City အသင်းအနေနဲ့ တောင်ပန်ဒီမှာတော်တော်လေး effective ဖြစ်တဲ့ပွဲစဉ်တစ်ပွဲလို့ကျွန်တော်အနေနဲ့ပုံကူကြီးရပြောချင်တယ်။အဒီနေ့ပေါ်မှာဒါ cover စစ်ဒါကျွန်တော်တို့ကွင်းလန်မှာဘယ်လောက်ထိရုံးပြနိုင်မလဲအရင်ကြီးကြီးအဲ့တော့တစ်ဖက်ကဒါရှင်းနေပြန်တစ်ဖက်ကဒါကျွန်တော်ခန်းစစ်၃ယောက်မှာဒါခုနပေါ်တဲ့အသင်းကဒါကျွန်တော်တို့၃ယောက်လုံးကဒါကျွန်တော်ကိုစီကိုစီပုံစံအဲ့တော့ lacrosse ကဒါ first place နဲ့ပဲဖြစ်တယ် riches ကအထိုင်ပုံစံမျိုးတွားပြမယ် guy ကရှေ့နဲ့နောက်ကိုဒါကျွန်တော် test sim ပြလုပ်ပေးနိုင်တယ် line breaking ဒါ center back ပုံစံမျိုးအဲ့တော့နှစ်သင်းလုံးကတော့သူ့ရဲ့ကိုစီကိုစီဒါပေမဲ့ Crystal Palace ပြည်သက်တွေကလည်းရှိ Wembley မှာသူတို့အသင်းရဲ့နိုင်နိုင်ရှိုးရှိုးသူတို့အသင်းကအကောင်းဆုံးလုပြသွားနိုင်တဲ့ Warrior တစ်သင်းကိုမျိုးတွေ့ရမယ်။ City အသင်းကတော့ရှင်းတယ် City အသင်းတို့က final ဆိုတာသိပြီးမထူဆန်ဘူးဒါလက်ရှိမှာ final ဘယ်နှစ်နှစ်ဆက်တက်လာတဲ့ဥစားလည်းဖြစ်လာခဲ့ပြီ။လက်ရှိမှာဒါမနစ်က Manchester United အသင်းကို final မှာရှုံးသွားခဲ့မယ်။ဒီနှစ်မှာတော့ကျွန်တော် City အသင်းနေနဲ့သူတို့ဒါကိုသိပြီး give side မယ်လို့တော့သိမထင်ဘူး။ဒါဆိုသူတို့နေဒီ flag ကသူတို့ရဲ့ဒီနှစ်ပထမဆုံး flag ဖြစ်နိုင်တဲ့အတွက်ကြောင့်မလို့သူတို့နေနဲ့ Kevin De Bruyne ကို send out လုပ်ပေးဖို့တော့ဒီ flag ကအများကြီးကြီးတယ်။တစ်ဖက်ကဒါ flag မိုးကောင်မှုတွေကိုရက်တက်နိုင်မယ်အသက် သိရင်ဖလားတွေကိုထမင်းစားရည်တောက်ယူနေတဲ့သင်တွေ့မယ်။ဒါပေမဲ့ဒီနှစ်မှာဘောလုံးဖျားသခင်ကဖလားမိုးကောင်မှုတွေကိုရက်တန့်ပေးဖို့အတွက်အမြဲတမ်းစူးစမ်းနေတဲ့နှစ်ဖြစ်တဲ့ကြောင့်မို့ဒါအချက်တော့ကြည့်ရမယ်။ဒါပေမဲ့ဒီနှစ်ပေါ်မှာ CD တင်တဲ့လုံးဝလောလို့မရဘူး။ Pep Guardiola နဲ့အရန် Chaotic Solo မျိုးဟုတ်တော့ Chaotic Solo တွေ Crystal Palace ချိုက်လိပြီ။ဘာလို့လဲဆိုတော့ဟိုဘက်ကဒါ Attacking Football ဆော့ဆော့တဲ့အချိန်မှာ Crystal Palace ကဘောလုံးကိုဆွတ်ဆက်ဒါကျွန်တော်တို့ကင်ထားတဲ့အက်ကနေပြတ်သွားတဲ့အချိန်မှာ Counter Transition နဲ့တူဒါအဓိကအဓိကအဆောင်ကြီးကမှ Easy လို့ဒါ New North တို့ Mateta Ismaili ဆိုင်ပြီးတော့ကိုယ်လည်းကလည်းမဆိုးပြလာမာတို့ဒါကျွန်တော် ဟုရှုအုပ်စုလည်းမစိုးလို့မြင်တယ်။ဒီနေ့ပေါ်မှာတာအဒမ်ဝါဒန်ဒါဖို့ဖြစ်မဲ့ပွဲထွက်ပါဝင်လာနိုင်တယ်ဆိုတဲ့ကောလာဟာလာ။အဲ့တော့အဒမ်ဝါဒန်သာပါလာမယ်ဆိုတော့ပဲလစ်ရဲ့ကွင်းလင်နေတာကျွန်တော်စီတီရဲ့ကွင်းလင်ရဲ့ဒါနှစ်ယောက်တာရှင်မှုတွေကကျွန်တော်ကြည့်လို့ကောင်းမယ်လို့မြင်တယ်။အဲ့တော့ဒီနေ့မှာတာအသင်းကြီးနဲ့အသင်းငယ်နဲ့ final မှာတွေ့ပြီမဲ့ဒီပွဲစဉ်ကထင်တာထက်ပိုပြီးတော့အများကြီးမြိုင်မဲ့ပွဲစဉ်တစ်ပွဲဆိုကျွန်တော်လည်းမြင်တယ်။အရန်ကြီးဒါကျွန်တော်တို့အရန်ကွာချတဲ့ပွဲစဉ်တစ်ပွဲဖြစ်မယ်လို့ကျွန်တော်အနေနဲ့မထင်ဘူး။အဲ့တော့စီတီနဲ့တော့ကအရန်ကြီးလွယ်ကူမဲ့ပွဲတစ်ပွဲမဟုတ်လို့ဒါပဲလစ်အတွက်ကလည်းအရန်ကြီးဒါကျွန်တော်တို့ စူးစမ်းမယ်ပွဲတစ်ပွဲဖြစ်ပါလေလို့ပြောရင်လည်းကျွန်တော်ကသွားကူမြူပါဗျဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ TV4 ကြီးတို့မှာကျင်းလူစားပေါင်းကူညီလို့ရပါတယ်မြန်မာလက်ကလက်ဖို့မမေ့ကြပါနဲ့ဟုတ်အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0ဆိုတဲ့ TV4 ကြီးတွေလင်းလေးတွေကိုထည့်ပေးထားခြင်းမကျွန်တော်ပတ်သက်ကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လို့ကျွန်တော်အားပေးလို့ရပါတယ်မြန်မာလက်ကလက်ဖို့မမေ့ကြပါနဲ့ဟုတ်များများကလက်မှာမြန်မာဖြစ်ပါတယ်အားလုံးမကြိုးတူပါနဲ့ကောင်းမွန်သောဒီလေးတွေဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့နောက်မှာပဲအေးစစ်စစ်တွေ့ကြ ပေါ့အားလုံးကျွန်တော်ရဲ့မြန်မြန်လေးလေးကလစ်ပေးကြအောင်ဗျမြန်မြန်ကလစ်မှာမြန်မြန်နာဖြစ်ပါတယ်ဒေးပါဗျ